ဘာလို့မင်းလာပါအခုကျွန်တော်လုတ်ပြမှာကတော့ဒီ vivo အကောက်ကိုဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ဖွင့်ပြသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးကျွန်တော်တို့ဒီ vivo ဆိုတဲ့ software ကိုမတောင်းခင်မှာကျွန်တော်တို့ကဒီ US VPN ကိုခံပြီးတော့ Play Store မှာတော်တောင်းရပါမယ်ကျွန်တော်ကတော့ဒီ jam jam VPN ကိုတုံးပြီးတော့ US US relation ကိုဖွင့်ထားပြီးမှဒီ vivo ဆိုတဲ့ဟာကိုတောင်းပါတယ် spin cho nó tu sâu về theo gồm bà mẹ tiếng ngô là all the time so là nè mày let's go đi nhà mà nay ngang ngủ duy nhập bà mẹ cho nó du ác cô duy nhập bà mẹ nó du ác cô duy biến tôi xin biết cô cô ghé số đẹp ở nè bé ဒီနေရာမှာဆိုရင်ကျွန်တော်တို့ Google account ပေါ်လာမယ်ပြီးရင် enter ကို nick လိုက်ပါမယ်ပြီးရင်ဟောဟာ nick ကို nick ရပါမယ်ဒီနေရာမှာကျွန်တော်ရဲ့ refer refer code ကိုရိုက်ထည့်မယ်ရှင်ကျွန်တော်လည်း point 150ရမယ်ပြီးရင်တုံးငယ်ချင်းတို့လည်း point 150ရပါမယ်နော် ကျွန်တော်ရဲ့အဲ refer code ကို tell in bit မိတ်ဆွေတို့လည်း150ပဲရမယ်ကျွန်တော်လည်း150ရမယ်မထည့်ဘူးဆိုရင်တော့မိတ်ဆွေတွေလည်း point 150မရပါဘူးเนาะဟွန်းဒီနေရာမှာကျွန်တော်တို့ go continue about 7 on the year ပါမယ်ဒါဆိုရင်ကျွန်တော်တို့ account ပွန်သွားပါပြီ ဒီမှာဆက်စားဖွင့်ခြင်းနဲ့ဆက်ပဲရနော်ကျွန်တော်ရဲ့ defer ကိုထည့်လိုက်တာဖြစ်တဲ့အတွက်တတူอ่ะနောက်ထပ်တရားတရားကြိုထပ်ပေးပါတယ်စနေနေရှုရအောင်စနေရပါမယ်။ boss is being continue go စနေမယ်။ဒါဆိုရင် ဒီတိတာဘူးနေရပါမယ်ဒီမှာနော် point ရတက်လာပါပြီ150နဲ့မှ the point ရသွားပါပြီဒါကကျွန်တော်ရဲ့ refer google ထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်အလောက်ရတာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ refer code မထည့်ပဲဖုမဆွေရင်တူ20 20ရပါမယ် read down ဆိုတဲ့နေရာကိုနေကြည့်ပါဒီမှာဖေးဖေးပုံလေးပေါ်ပြီးဆိုရင်ဒါကျွန်တော်တို့အကောင့်ဖွင့်တာအောင်မြင်ပါတယ်နော်